လုံသမားတွေလက်ခံနိုင်လောက်တဲ့အတိုင်းအရာတစ်ခုကိုရရှိဖို့အတွက်ကျွန်တော်တို့ကိုထပ်မံပြီးညှိနှိုင်းပေးဖို့တောင်းဆိုပေးခဲ့တဲ့ကျွန်တော်တို့ပထမကွန်ဆလင်ငါးဦးရဲ့ WCC အဖွဲ့ရဲ့ပြီးတော့အောက်ဆိုးဆက်ရုံဘက်ကလုံသမားကွန်ဆလင်တွေကိုကျွန်တော်တို့ကျေးဇူးတင်တော်နဲ့ပထမအောင်တော့ကျွန်တော်တို့ဂုံပြုလက်ခုပ်အကျဉ်း လို့ရနေတာကကျွန်တော်တို့သူတို့ကျေးဇူးတွေအများကြီးပါပါတယ်เนาะအဲ့ဒါကြောင့်မလို့အကောင်လုံးကတိထားမှာကျွန်တော်တို့ညီကုံပေါင်းလာတဲ့အကောင်လုံးဒီဒစိမ့်နဲ့တဝမ်းနဲ့တသွေးနဲ့တသားနဲ့ဆိုတော့အကောင်လုံးသဘောတူလားကျွန်တော်တို့ဒီနေ့ကဆွေးနွေးခဲ့တဲ့တည်ဆုံးလေးပါတယ် ်တပင်းပေါင်းလေးပါတယ်အဲ့ဒီအကုန်လုံးကိုကျွန်တော်အရင်ဦးဆုံးအစိုးတွေကိုပဲအရင်ပြောမယ်နောက်ဆုံးကျမှအကောင့်ကိုပြောမယ်ပထမဦးဆုံးကျွန်တော်တို့တောင်းဆိုခဲ့တဲ့အချက်တွေကနံပါတ်1ကျွန်တော်တို့အလုံးတက်ရက်တွေအလုံးပြက်ရက်တွေပေါ့နော်ကျွန်တော်တို့တောင်းဆိုမှုလုပ်တဲ့ရက်တွေကိုအလုံးတက်ရက်ဖြစ်ကျွန်တော်တို့ကိုခံစား권ပေးပါလို့ကျွန်တော်တို့တောင်းဆိုခဲ့တဲ့နေရာမှာအလုံးရှင်အနေနဲ့ ဟယ်လိုဘလို့မှခွင့်မပြုနိုင်ခဲ့တဲ့အတွက်ပတ်ဆက်ဖြတ်ပါမယ်ဒါပေမဲ့အဲ့ရက်တွေအဲဒီမှာ14ရက်ကရေ18ရက်နေ့စနေနေ့နဲ့ကိုတိုင်းပိတ်ရအဖြစ်သတ်မှတ်ပေးမယ်အဲ့ဒါဆိုကျွန်တော်တို့အဖြတ်ခံရမှာက16 15 16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  အဲ့လေရကိုကျွန်တော်တို့လာစာဖြတ်တောက်ခံရမှာဖြစ်ပါတယ်အဲ့တော့သဘောတူပါသလားမှန်ပါတယ်အဲ့ဒါဆိုရင်နောက်ထပ်သတင်းစိုးသလိုလိုကောင်းသလိုလိုသတင်းတစ်ခုထပ်ပြောမယ်အဲ့တော့ဗာလဲဆိုရင်ကျွန်တော်တို့ပထမရမ်းမှန်ချင်း၄000ကိုပထမ15ရက်မှာ2000ဒုတိယ15ရက်မှာရက်ပြက်လို့ရှိရင်2000 အဲ့လိုမျိုးဖြတ်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကငကိုရာဂိုင်နှုံးနဲ့ဖြတ်တောက်တဲ့ပုံစံမျိုးတိုင်းကျွန်တော်တို့တောင်းဆိုခဲ့တယ်ပေါ့နော်တောင်းဆိုတာကိုအလုပ်ရှင်နေနဲ့ကြတော့ဝန်ထမ်းတွေအလုပ်ငန်းခွင်ပိုင်းမှာထိန်းချုပ်ဖို့အတွက်ကအရန်ခတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးကြီးကြတော့သူတို့အဆင်မပြေပါဘူးတဲ့အဲ့ဒီအတွက်ကြောင့်မလို့တတ်နိုင်တဲ့လောက်ကျွန်တော်တို့တွေကနှစ်ချိန်တော့မဟုတ်ပဲနဲ့၄ချိန်တော့၄ရက်ခွဲပြီးကျွန်တော်တို့တောင်းဆိုခဲ့ပါတယ် အဲ့ဒါကိုလည်းအလုရှင်ကနေပြီးတော့သဘောတူပေးခဲ့တယ်အဲ့ဒါကဘယ်လိုလဲဆိုရင်ကျွန်တော်တို့အေခွင့်ကလွဲပြီးကြံတဲ့အခွင့်ယူလို့ရှိရင်ပထမတရက်ကျွန်တော်တို့ပြတ်ခဲ့မယ်ဆိုရင်ရမှန်ကြီး4000ဖြုံးမယ်ဒုတိယတရက်ထပ်ပြီးတော့ပြတ်ရင်4000အပေါင်း8000ထပ်ဖြတ်မယ်အဲ့ဆိုရင်1000ဖြစ်သွားရင်နော်အဲ့ဒါပြင်ဟိုနောက်တရက်ထပ်ပြတ်တယ်ဆိုရင်1300ထပ်ဖြတ်မယ် အဲ့ဆိုရင်ဘယ်လောက်ရှိသွားလဲ2400ရှိပါပြီเนาะအဲ့ဆိုရင်ကျွန်တော်တို့တိုးတဲ့တဲက16000ပဲတန်းတယ်အဲ့တဲက၄ရမြောက်ထပ်ပြီးခွင်းပြတ်တယ်ဆိုရင်အဲ့16000ကိုထပ်ပြတ်မယ်အဲ့ဒါဆိုရင်အလုံးရှင်ကတိုးပေးထားတဲ့ရမှန်ကြီး4000ကိုကျွန်တော်တို့၄ရပြတ်ရင်ကုန်မှာဖြစ်ပါတယ်ပထမပေးထားတဲ့ဟိုရမပြတ်ကြီး3000ကတော့ငကိုပုံမှန်တိုင်းပဲเนาะ အဲ့ဒါကိုလက်ခံပါသလားမခံပါဘူးအဲ့ဒါဆိုရမန်ကြီးက၄ရက်ခံစားခွင့်၄ရက်မရှိ၄ရက်ပြတ်သွားတော့လို့ရှိရင်ခံစားခွင့်မရှိတော့ဘူးเนาะအဲ့ဒါတွေတေချာပြီးတာဖို့လိုတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့နောက်ဆုံးတစ်ချက်ကျွန်တော်ပြောမယ်အော်နှစ်ချက်နှစ်ချက်ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ထောက်ပံ့ခြင်းတရက်ကို9000တောင်းခဲ့တယ် ဒါပေမဲ့အလုံရှင်ကငါတော့တော့ခွင့်ပြုမပေးနိုင်ပါဘူး။အဲ့ဒီတော့အနည်းဆက်ဆုံးကျွန်တော်တို့ကိုလိုက်ရောပေးခဲ့တဲ့အမောက်ကဘယ်လောက်ဖြစ်မဲ့တင်လဲ။ဘာလဲ။ပြိတဲ့ရောင်းထောင်းချောင်းရဲ့အဖြစ်။ဒေါင်းဒေါင်းရှိရ။ဒေါင်းဒေါင်းရှိရဆိုတာတရက်ကို3800နော်။တလဆိုရင်3000ကျော်တယ်။ အဲ့ဒါထောက်ပံ့ခြင်းတော့ထောက်ပံ့ခြင်းအဲ့ဒါဆိုရင်